အပစုတ်11ဆောင်းမာရိုဆိုက်တို့တယောက်လူစီကိုမကာကွယ်နိုင်သေးတာကြောင့်စီတကြနေကငူနေခဲ့ပြီးလူစီရောက်လာချိန်အမေနဲ့ရွာကိုလွမ်းနေတာကြောင့်ငူနေတာလို့လိမ့်လိုက်ပြီးလူစီလည်းနှင်းသိမ့်ပေးဖို့ကြိုးစားပေမဲ့ဆိုက်တို့ကအထီးမခံဖြစ်နေတာကြောင့်လွှဲထက်တော့မယ်လို့ပြောကထွားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဖင်ကောင်စားတဲ့ကောင်ကလာခေါ်ချိန်သူတို့ရဲ့မြင်းကြီးကလှုပ်လာခဲ့ပြီးနောက်ကနေဂိုလန်ကပေါ်လာကမော်တူရဲကောင်နဲ့လူစီကိုဆိုက်တို့တို့ကကြိုးတော်နှင်းပြီလို့ညာပြောကလူစီလည်းစဉ်ညစ်နေတာကြောင့်ဘာမှတိတ်မစင်စားနိုင်ပဲဂျုံလိုက်ပြီးတင်မောစီကိုတော်လိုက်ပါတယ်တစ်ဖက်ကဆိုက်တို့ကတော့ဂိုလန်နဲ့တိုက်ခိုက်နေရပြီးဖင်ကောင်စားတဲ့ကောင်လည်းတွေ့ ရဲ့ရုပ်တွေကိုစင့်ငော်ပြီးတိုက်ခိုက်နေခဲ့ပါတယ်မော်တူရဲကောင်းကတော့မင်းသားဝဲစဲတိုင်းပြည်ကပြည်တွင်စစ်ဖြစ်နေပြီးမင်းသားဝဲစကလည်းနောက်ဆုံးမျှော်လင့်ချက်ဖြစ်ကမော်တူရဲကောင်းကဘာပဲဖြစ်ဖြစ်တူကွယ်ပေးမယ်လို့ပြောနေပေမဲ့လူစီကစိုက်တိုကိုပဲပြင်းပြနေမိပြီးတစ်ဖက်မှာတော့ဖင်ကောင်စားတဲ့ကောင်ရဲ့ရုပ်တွေကအတုံးမွေးနာကြောင့်ဒုက္ခရောက်နေချိန်ငကားမဲတို့တို့ကရောက်လာကဝန်ကူညီပေးလိုက်ပေမဲ့လက်ထောင်မလေးကတူလုံလောက်တဲ့အချိန်ဆွေးနိုင်ခဲ့တာကြောင့်နှုတ်ဆက်ပါတယ်လို့ပြောသွားပြီးတင်မောကလည်းစတဲ့ထွက်သွားလိုက်ကစိုက်တိုနဲ့လူစီနဲ့မော်တူရဲကောင်းတို့ထွက်သွားတာကိုအခုမှတိခဲရပါတယ်အဲ့လိုနဲ့စိုက်တိုလည်းလက်အွန်လိုက်ကလူစီကကြားလိုက်ပေ မယ်မော်တူမော်တူရဲကောင်းကတော့ဦးကြီးဦးမားနဲ့သူတို့နှစ်ယောက်လက်ထပ်ကြရအောင်လို့ပြောလိုက်ပြီးတဖက်ကစိုက်တို့ကတော့လက်ထောက်မလီပြောထားတယ်အချိန်လုံးလုံးလောလောဆွေးနိုင်နေလို့ပြောထားတာကိုစဉ်းစားနေပြီးမော်တူရဲကောင်းနဲ့အဖွဲရဲများလားလို့တွေးနေကနော်တင်မော့ကမနဲ့မထွက်မှဖြစ်တာကြောင့်အနောက်ကလိုက်ဖို့ခက်ခဲနေချေရုတ်တရက်မြေကြီးကကွဲလာခဲ့ကအထဲကနေဖင်ကောင်စားတဲ့ကောင်ရဲ့စင်းကောင်ကရောက်လာပြီးတင်မောပေါ်မှာတော့မော်တူရဲကောင်းကလူစီစီကမင်းသားဝယ်ရှိတဲ့နေရာကိုစကားနိုင်နေပြီမဲ့လူစီကတူမင်းသမီးကိုပေးထားတဲ့ဂရီအတိုင်းအဲ့စီမရောက်မချင်းဘသူကမှမပြောနိုင်ကြောင်ပြောလိုက်ပါတယ်တဖက်ကလူစီကဘူးတလုံးဆောင်အိုရ တော်မစင်းရဲဘူးလုံနေတာကြောင့်မော်တူရဲကောင်းလေးစိတ်ပြတ်သွားပြီးနာနေဘူးပဲပြောကထွက်သွားလိုက်ပါတယ်နောက်တနေ့မှတော့ရေတိုက်စီရောက်လာကတန်ချက်ကဝတ်ထားတဲ့စစ်တီတော်တွေနဲ့တွေ့ပြီးလူစီကလက်စွပ်ကိုထုတ်ပြလိုက်ချိန်စစ်တီတော်လည်းလက်စွပ်ကိုပါပြလိုက်ပြီးအနာကပ်လိုက်တော့တော်ဝင်မိသားစုရဲ့အမှန်အတားဖြစ်တဲ့တတန်ကပေါ်လာပြီးစစ်တီကခေါင်းစွပ်ချွတ်လိုက်တော့မင်းသားဝယ်ဖြစ်နေတာကြောင့်မင်းသမီးပေးခဲ့တဲ့စားဆောင်ကိုပေးလိုက်ပြီးမင်းသားဝယ်ကလည်းစပြန်မှုလူစီကိုစားဆောင်ပြန်ပေးလိုက်ကမင်းသားဝယ်ကပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းရင်းဟာတော်ဝင်မိသားစုတွေကိုအထက်တန်းလွှာတွေကပုံကန်နေတာကြောင့်ဖြစ်ပြီးအထက်တန်းလွှာတွေရဲ့နောက်ကွယ်မှာလည်းအဖွဲ့အစည်းတစ်ခုကရှိ းနေတာမို့မင်းသမီးကိုတေးချပြန်ဖို့မင်းသမီးကိုတေးချပြန်ဖို့ဖေးဖို့မလိုက်ပါနဲ့မော်တူရဲကောင်းကလည်းသူတို့တော်ဝင်ပြီးပြီဖြစ်တာကြောင့်အခုလက်ထရအောင်လို့ပြောကမင်းနာဝဲကိုလည်းတတိခံဖြစ်လို့ပြီးဖို့တောင်းစုကြမေလို့ပြောချင်လူစီကညင်လိုက်တာကြောင့်မော်တူရဲကောင်းလည်းချုပ်ထားလိုက်ပြီးလူတယောက်ကရောက်လာက dressing ငါခုမြောက်အစွမ်းဖြစ်တဲ့ white song ကိုတုံးလိုက်ပြီးစညို့ထားကလက်ထပွဲကိုကျင်းမနေပြီးလူစီလည်းဘာမှမလုပ်နိုင်ပဲထင်းချုပ်ကနေရချင်းစိုက်တိုကရောက်လာခဲ့ကစညို့တော်ကိုဖျက်လိုက်နိုင်ပြီးဖင်ကောင်းစားတဲ့ကောင်ရဲ့စင်ကောကောင်ကလူစီရဲ့လက်စွပ်ကိုအာယုံခံကစိုက်တိုတို့ကရောက်လာကြတာဖြစ်ပြီးစိုက်တိုလည်းဓာတ်ကိုထုတ်လိုက်ကမော်တူရဲကောင်းလည်းမ င်းသားဝဲစကိုဓာတ်နဲ့ထိုးလိုက်ကလက်စွပ်ကိုပေးပြီးတီတော့ပါတော့တယ်အဲ့ဒီနောက်မှာတော့မော်ဒူရယ်ကောင်လည်းစိုက်တိုးကိုအထက်တန်းလောက်ကိုကြိုက်မိနေတာမချက်ဘူးလားလို့ပြောတော့စိုက်တိုးလည်းဒေါ်ရထွက်ကလက်ကအမတ်တာကတောက်ပလာပြီးတန်ချေတက်နေတဲ့ဓာတ်ကပါတောက်ပြောင်လာကမော်ဒူရယ်ကောင်ရဲ့အစွမ်းကိုလည်းဆုပ်ယူလိုက်ပြီးဓာတ်နဲ့ခုန်ခုန်လိုက်တာကြောင့်မော်ဒူရယ်ကောင်လည်းအထိနာသွားပေမဲ့ပြန်ထလာပြီးတူလိုချင်တာတွေရာပြီးပြီဖြစ်ကြောင်းပြောကအကုန်လုံးကိုမီရှို့လိုက်ပြီးစိုက်တိုးတို့လည်းအခက်တွေးနေချိန်ငကားမေးတော့ကပြန်ကယ်ပေးလိုက်ပြီးငကားပေါ်မှာစိုက်တိုးကဝန်နေနေတဲ့လူစီကိုကြည့်ပြီးအနန်းတပွင့်ချူပေးလိုက်ရင်အပစုံ11လေးကတော့ပြီးဆုံးတော့ခဲ့ပါတ တယ်ဗျအပစုတ်ထွေးဆောင်းမတော်လူစီလည်းမင်းသမီးကိုဖျက်ဖျက်ခဲတာတွေကိုအကုန်ပြောပြလိုက်ပြီးနှစ်ယောက်လုံးမျက်ရည်နဲ့မျက်ခွဲဖြစ်နေကြကတစ်ဖက်မှာတော့ဆရာပြောင်ကြီးကခွင့်ရယူနေပြီးဒနာယီလာနှကားကိုရှာဖို့ထွက်သွားပြီးလူစီကចောင်းအုပ်ကြီးကို voice ဆိုတဲ့အကြောင်းကိုမေးတော့ voice ဆိုတာဒနာယီလာတူရဲကောင်းမှပဲရှိတယ်ပျောက်ဆုံးနေတယ်မောပညာပဲဖြစ်ကြောင်းပြောကသူကမယုံနိုင်သေးတာကြောင့်ចောင်းအုပ်လည်း gum dev တောင်ဒီမှာရှိတယ်လို့ပြောလိုက်တော့လူစီလည်း site တို့ကဒနာယီလာမိသားစုကများလားလို့စဉ်းစားနေပြီးအတွင်းကန့်ကိုဝင့်နေတော့ site တို့ကပြန်ရောက်လာချိန်ချက်သွားပြီးအင်ကြီးမြင့်မြန်ကောက်ဆုတ်လိုက်ကလူစီကမနေ့ကသူတို့နန်းခဲတာကြောင့်ချက်နေ ပြီးစိုက်တိုးကအရင်လိုပျော်ပျော်ဝဲနေဖို့ပြောချင်လူစီလဲဝန်တာအာရပြန်ပြောဖို့လှုပ်ပြီးမယ်အတွင်းခန့်ကကြွကြွသွားတာကြောင့်ပြန်ချက်တွားရပြီးအဲ့ဒီအတွင်းခန့်ကစိုက်တိုးဟိုတနေ့ကအလျှော်ချမ်းတာကြောင့်ကျိန်သွားတာဖြစ်ပြီးချိန်လုံးစာစားလိုက်ရပါတယ်အဲ့လိုနဲ့မကြည်နိုင်ရင်ထွက်သွားဖို့ပြောတော့စိုက်တိုးလဲတကြွသွားကထွက်သွားဖို့လှုပ်ချင်ခေါင်းအုံးနဲ့ပေါက်ခန့်လိုက်ရပြီးအပြင်ရောက်တော့ဒေါ်ရထွက်ပြီးအိုးအိုးကန်ပြီးမယ်ခြေတော်ဘေးနာသွားပြီးဒူပါလို့နန်ကဲမိတာလဲလို့တွေးနေတော့မိကရောက်လာပြီးအားလဲရဲမို့အိမ်မြန်တော့မှဖြစ်ကြောင်းပြောတော့စိုက်တိုးလဲအရင်ကတူကိုမင်းရဲ့အဖိုးကတခြားကပ္ပကလာတာဖြစ်ကြောင်းပြောဘူးတော့စိတ်ဝင်စားပြီးအတေးစိတ်ပြောပြခိုင်းနေ ကငကမိတ်တို့တို့ကတူတူနှစ်ယောက်ကိုမြင်တာကြောင့်စကားပြောတာနားထောင်ကြင်မင်းရဲ့ဖူးနဲ့တူငယ်ချင်းတို့ကငကတကောင်နဲ့နေကြတဲ့အထဲဝင်သွားပြီးရောက်ွက်တော့ကတူဖူးစီးတဲ့ငကကပြုတ်ကျလာတယ်လို့ပြောကြင်စိုက်တိုးလဲဆရာပြောင်ကြီးပြောတယ်ပြုတ်ကျလာတဲ့ငကမြန်မင်းအောင်မီပြီးအခုအဲငကကဘယ်မှာလဲလို့မေးလိုက်တော့မိတို့ရဲ့ဘူဝဆင်ဆက်ကလိုဝဲနေရာမှာတိန်ထားတယ်ပြောပြီးစိုက်တိုးလဲမိတို့ရွာစီအတူတူတွားကြဖို့ပြောလိုက်ကအဲ့တော့ကိုခူနာထောင်နေတဲ့ဆော့ဆော့ကြီးတို့လဲစိတ်ဝင်စားနေပြီးတဖက်မှာတော့လူစီကစိုက်တိုးကိုနှိမ့်ဆက်နေခဲ့တာတွေကိုပြန်တွေးနေပြီးတူထွန်တော်ရကြောင်တောင်းဝဲမှုစဉ်းစားနေခဲ့ပါတယ်ဒါပေမဲ့လဲစိုက်တိုးကိုဘ င်မမမတွေ့ဖြစ်နေချိန်ယုတ်တရက်မြင်းတန်ကြားကစိုက်တိုးနဲ့မိတ်တို့အတူစီတော်ရကိုမြင်ပြီးနှလုံးသားလေးလေးဟတ်တက်ကြည်ခွဲတော့ကမိပြန်သွားတဲ့ရွာကိုစပူမှုစီကတော်ဆုံဆန်းလိုက်ပြီးသူ့ကိုနန်းခဲ့ပြီးတာတော့ဒီလိုစောက်ချိုးချိုးရသလားဆိုကနောက်ကလိုက်ဖို့လုပ်ပြီးရွာရောက်တဲ့အချိန်မှာတော့စိုက်တိုးကရွာပြင်ကပဲစောင့်နေဖို့လှုပ်လိုက်ပြီးစိုက်တိုးကိုငါရှိတဲ့နေရာရဲ့မြေပုံကိုတွားယူခိုင်းလိုက်ကတစ်ဖက်မှာတော့ဆရာပြောင်ကြီးကရွာကိုရောက်လာပြီးမြေပုံရွာတွားတဲ့စိုက်တိုးကိုလည်းငကားဥရှာဖို့လမ်းရှာနေချိန်စားစော့ကြီးကရှိကနေရောက်လာပြီးငကားမဲတော်နဲ့ဖင်ကုံစားတဲ့ကောင်တို့ပါအတူရောက်လာပြီးငကားရှိတဲ့လိုင်ကူစီရောက်သွားခဲ့ပါတယ်တစ်ဖ ဖက်မှာတော့မင်းသားဝဲဆက်တိုင်းပြည်ကိုမော်တူရဲကောင်းတို့ကတိမ်ပိုင်းလိုက်ကြပြီးဂူရဲမှာတော့လူတယောက်ကရှိနေတာကြောင့်ထီထာပြီးနေနေချိန်ကိုအူတက်ကိုတံမိုးထားရင်ထွက်သွားဖို့ချိန်ချောင်းလာပြီးအတန်ကယင်းနီးနေတာကြောင့်အနာရောက်လာချိန်ဆရာပြောင်ကြီးဖြစ်နေကလူစီလေအနောက်ကပါလာပြီးအားလုံးလည်းနဂါးကိုအတူတူရှာကြဖို့တိုင်မင်နေကြကလူစီနဲ့စိုက်တို့တို့ကအငင်းပွားနေပြီးမတဲအတူနေဖြစ်နေခဲပါတယ်အဲ့လိုနဲ့ထွက်ပေါက်တစ်ခုစီရောက်သွားပြီးဝင်ပေါက်တကာတစ်ခုကိုလည်းတွေ့ကတုံးကပွင့်နေတာကြောင့်စိုက်တို့ကသူတို့ကပါကလူရီထားတဲ့စာကိုဖတ်လိုက်ပြီးဒနာယီလာနဂါးကြီးကိုတွားကြည့်ချိန်တိုက်လီရင်ဒစီဖြစ်နေပြီးစိုက်တို့ကချက်ချင်းတီးနေက ကမင်းရဲ့ဘူကတူတခြားကမ္ဘာကလာရဲဆိုတာတေချာတယ်ဖြစ်တာကြောင့်မိကုလည်းသူတို့ကမ္ဘာကလူသားတွေလို့အတူတူပဲလို့ပြောလိုက်ပြီးဆရာပြောင်ကြီးကလည်းဒီဒီငကားနဲ့ဆိုရင်နေကြတဲ့အချိန်ကြရင်စိုက်တိုကိုစိုက်တိုရဲ့ကမ္ဘာစီကိုပြန်ပို့လို့ရပြီလို့ပြောလိုက်ကစိုက်တိုကဝန်တာနေပေမဲ့လူစီကတော့မပြောတော့တဲ့မျက်လုံးနဲ့ဖြစ်နေပြီးတဖက်မှာတော့မင်းနမီကမင်းသားဝဲစီကစားဆောင်ကိုမရတာကြောင့်ဘီယင်မကိုတင်ပြနေပြီးဘီယင်မလည်းဖြစ်ပြီးတာတွေကိုပြန်ပြင်လို့မရတော့တာကြောင့်နေသိမ့်နေချိန်ဟင်မတစ်ယောက်ကအပြေးလွှာရောက်လာပြီးကျောင်းဦးကြီးကတော့ငကားကြီးကိုကြည့်ပြီးမမြင်ဘူးတေးတာကြောင့်အန်ဝေါနေကစိုက်တိုကရုတ်တရက်အကြံရသွားပြီးဟို တခါဆရာပြောင်ကြီးပြောဘူးလေငကားတွေးကလေရင်ရဲ့လောင်စာစီမံတန်းတီတော်ခဲ့ပါတယ်အဲ့ဒါကိုကြည့်နေတဲ့လူစီလေစိုက်တို့ထော်တော်ရတော့မှဖြစ်တာကြောင့်ဝန်နေနေတော့ဖင်ကောင်ကြားတဲ့ကောင်ကတူတူတိုင်းပြီကိုမော်တူရဲကောင်တို့ကစစ်ကြီးညာလိုက်ပြီဖြစ်ကြောင်းပြောပြလိုက်ပြီမော်တူရဲကောင်တို့လည်းတုံရက်အတွင်းတိုက်မယ်လို့ပြောရင်အပစုတ်ထွေးလေးကတော့ပြီးဆုံးတော်ခဲ့ပါတယ်ဗျာ